ကြည်ရှားပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ3ရက်နေ့ဇာတာပတိနေ့တနေ့တာလက်နေရက်ကမြောက်ရက်စန္ဒီယာရက်ကတောင်ရက်ရံပေါ်ရာရက်ကအရှိတောင်ရက်တို့ဖြစ်ကြပါတယ်ဘုလားဆန်းရှင်တဲ့ကကမိဂတိနဲ့ကဖြစ်ပါတယ် ဟင်းသာဂျိုဂျိုပြောင်းနေရတခုဖြစ်ပါလေကောင်းငင်ဂျိုတွေကိုလေးလာသုံးသပ်မယ်ဆိုရင်ပြိတ္တာရာသီမှာတနည်းလာဂျိုနဲ့ဂျာတာပိဂျိုတို့တည်ရှိပြီးတော့ကရကတ်ရာသီကိုအင်္ဂါဂျိုပြောင်းရွှေ့တဲ့နေရဖြစ်တယ်ဒီနေ့အင်္ဂါဂျိုပြောင်းနေပါပဲပြောင်းလဲတွေပြောင်းများစွာဖြစ်လာနိုင်တယ်ထူးခြားတဲ့အနာကအပြောင်းလဲတွေရှိနေတဲ့ ဂျိုပြောင်းတစ်ခုဖြစ်တယ်။ကံရာသီမှာကဲဂျုံတီရှိနေပြီးတော့မေရာသီမှာစနေဂျုံတနင်္ဂနွေဂျုံဗုဒ္ဓဂျုံသောက်ကြဂျုံနဲ့ရာဟုဂျုံအဲဂျိုတွေကတော့ပူပြီးတီရှိနေ။အဲ့ထဲမှာမှဗုဒ္ဓဂျုံနောက်ပြန်သွားတယ်။သောက်ကြဂျုံနောက်ပြန်သွားတယ်။ဒီကောင်းမြတ်ဂျုံနေတာတီရှိတယ်။ ဒီနေသားမှာမိသားရာဒီဘွားတွေမှာထူးခြားတဲ့ကံဆုံးဖြတ်ခြင်းတွေဘဝတွေ့တဲ့ဝင်ချုံအပြောင်းလဲတွေရှိတာပဲကိုယ်ကံဖွင့်လာတယ်တိသားရာဒီဘွားတွေမှာခီးကိစ္စအစဉ်ပြေပဲလူမျိုးဝဲချိုးပြေပဲရဝင်းနဲ့ဆက်ဆက်လုပ်ကံမှုချိုးပြေမေတ္တာရာဒီဘွားတွေမှာယံတိုက်ခနဲ့ထိတိုက်တွေ့မယ်ပြီးပါအစဉ်ပြေကရကရာဒီဘွားတွေတွေ့ရပိုင်ခွင့်ပြန်ရမယ်အခက်အခဲအစဉ်ပြေမယ်ယံပြန်ရှာလို့မချော်ပြီးတွေ့တယ်မယ်တရားဒီဘွားတွေမှာ ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လောက်ခံခြင်းတို့ရဲ့ကောင်းသောကျိုးကိုရရှိမယ်။သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်တွေနဲ့လောက်ခံပြီးဘဝတလန်းကတလန်းကိုကျော်မယ်။ကာယာဒီဘဝတွေမှာရံတိုက်ခံနေရှိပြီးလောက်မယ်ပြီးမှဆင်ပြေမယ်။သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တောင်းနေမယ်။တူရာဒီဘဝတွေအတွက်အရာရာဆင်ပြေခြင်း၊လိုရာပြည့်စုံခြင်း၊ဘဝတိုးတက်ခြင်း၊ကြည်မှန်းကြောင်းမြင်ခြင်းတွေရှိမယ်။ဒိဋ္ဌာယာဒီဘဝတွေမှာထူးခြားတဲ့ပြောင်းလဲတွေရှိမယ်။ ဘုလားပုံတယ်မတူတဲ့တိုင်းကြောင့်ဒီကိုစတဲ့တော့ကိုခရင်ရှိနေပဲဓနုရာသီဘွားတွေမှာအလောက်ချံရွယ်ချက်မှန်မြအောင်မြင်ပဲအခက်ကားလုံးကိုကျော်သွားတယ်ပဲဘဝတွတ်တယ်ပဲတူရပြည့်စုံတယ်ပကာရရာသီဘွားတွေမှာငွေချေးကံကောင်းခြင်းတပ်ဖွဲ့ခြင်းအလိုပြည့်စုံခြင်းဘဝတွတ်တဲ့ခြင်းတွေကိုကျော်တယ်ကိုရာသီဘွားတွေမှာအပြိုင်ဆိုင်အလုံးကိုကျော်ပြီးတွတ်တယ်ပဲစာရွက်ဆန္ဒငွေချေးလက်ပြောင်းတယ်တွေတတိထား မေယာဒီဘာတွေအတွက်အထူးကောင်းသောကံတွေတိုးတက်တဲ့ကံတွေပေါ်တယ်။ဆုံးဖြတ်ပြီးရင်ရှေးတို့လောကကြီးတို့ရဲ့ထူးခြားတဲ့မြတ်သားတာအောင်မြင်မှုအနေထားတွေကိုရရှိနိုင်မယ်။တနည်းသာကာလအတော်အတွက်မှာအညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ စပေပန်းဖျားထူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်။